ရှေ့တောင်အာရှနိုင်ငံတိုင်းရဲ့ကိုခံပညာရပ်များနဲ့သူတို့တွေရဲ့ဆက်နွယ်မှုတွေကျွန်တော်တို့မှာရိုးရလဝိရှိတယ်ဘန်တိုဘန်ရှင်ရှိတယ်မြမတိုင်းရှိတယ်ရှမ်းတိုင်းရှိတယ်တခြားအရှေ့တောင်အာရှအိန္ဒိယနိုင်ငံတွေမှာလည်းအဲ့လိုမျိုးပညာရပ်တွေရှိကြတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေကိုတစ်ချက်လောက်လေ့လာကြည့်အောင်အိန္ဒိယနိုင်ငံတွေဆိုတော့ဟိုးရင်ခစ်တွေကတည်းကစည်ရည်နဲ့ ယဉ်ကျေးမှုနဲ့ရိုးရာဒလိတွေနဲ့ကိုခံပညာရပ်တွေကလည်းတနည်းမို့တနည်းတော့ဆက်နွယ်ခဲ့ကြပါသေးတယ်။တချို့တိုက်ခိုက်ရေးနည်းပညာတွေဆိုရင်အနည်းနဲ့အများတူတူသုံးဆွဲခဲ့ကြတာတွေလည်းရှိတယ်။တတိထားကြည့်မယ်ဆိုရင်ဗျာနိုင်ငံတွေကအရင်ကတော့ရုပ်ချင်းတွေလည်းဆင်ညားတယ်။ဒီကိုခံပညာရပ်တွေကလက်နက်ကိုင်တိုက်ခိုက်မှုနဲ့လက်နက်မဲ့တိုက်ခိုက်မှုဆိုပြီးတော့နှစ်မျိုးစလုံးအသီးသီးရှိကြတယ်။ကိုရီတက်ရှိကြတဲ့အိန္ဒိယတို့တရုတ်တို့ရဲ့လွှမ်းမိုးမှုတွေရှိပေမဲ့ဒေသတွင်းဘာသာတရားနဲ့ပတ်ဝန်းကျင်ယဉ်ကျေးမှုပေါ်မူတည်ပြီးတော့ ကိုပိုင်တိုက်ခိုက်ရေးနည်းပညာကိုပြုလုပ်ခဲ့ကြတယ်ဖန်တီးခဲ့ကြတယ်ဒီအရှိတောင်အာရှထဲမှာ marketing ဘိုင်းရော strategy ဘိုင်းရောနိုင်ငံကိုတိုးတက်တာကမွေထိုင်းဆိုတာကတော့လက်ခံရပါလိမ့်မယ်အမှန်တိုင်းပြောရရင်ကျွန်တော်တို့မြန်မာလက်ဝေးထက်ရှေ့ကိုအများကြီးမွေထိုင်းကရောက်နေနေပါပြီမွေထိုင်းထိုင်းနိုင်ငံကိုသားပြု the at odd eight limbs of your kaba jore 73ရာစုဝင်းချင်းအခုထိုင်းနိုင်ငံရဲ့ပထမဆုံးနိုင်ငံတော်စုကိုထိုင်းနေပြည်တော်လက်ထက်တဲကစစ်တီတော်တွေအတွက်စတင်ပြီးတော့လေ့ကျင့်ခဲ့တာပါ တိုက်ခိုက်တဲ့ပုံစံနဲ့ rule တွေကိုပြန်မပြောတော့ဘူးเนาะအလုံးလဲရိုးအိမ်နေအောင်ကြည်ပူးနေပြီးသိနေပြီးမြမရိုးက low weight ထက်အများကြီးနောက်ကျပြီးမှပေါ်ပေါက်ပါတယ်။တမိုင်းတစ်ချောင်းစစ်ပွဲတွေနဲ့နန်နမိတ်ထိဆက်မှုတွေကြောင့်အပြန်လဲဩဇာလွှမ်းမိုးမှုတွေရှိခဲ့တယ်။အာချီချောင်းရင်နူးတယ်လို့တော့မထင်စေချင်ဘူးပေါ့เนาะ knowledge sharing video ဆိုတော့ဒီအချက်လက်တွေကပီးသီးတင်တယ်လို့ထင်လို့ပါ။မြွေထိုင်းရဲ့ဖခင်ကြီးလို့တတ်မှတ်လို့ရတဲ့နာခန်းတုံဆိုတာတကယ်ရှိခဲ့တယ်။စကားလဲထွက်ထားတယ်။15နှစ်ကျော်ကျော်လောက်တော့ရှိနေပြီလို့ထင်တယ်။ ျွန်တော်ဝိုတိုဝါတာလေးတော့ကျွန်တော်မှတ်မိသေးတယ်ဗျာထိုင်ကားဆိုရင်နှခမ်းမွေးအရှိရည်နဲ့အင်ကြီးတုံးလုံးကြီးနဲ့တစ်တုံးနိုင်ရန်ကြီးတွေကြာချကြတာခုမှပဲကျွန်တော်ချိန်မိတော်တယ်ပေါ့နော်သူက1969ခုနှစ်ဝင်းကျင်အယုဒ္ဓယကိုတင်ပိုက်ခံရပြီးနောက်ထိုင်းစစ်တီနဲ့ကြွညင်သူတွေကိုမြန်မာနိုင်ငံကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့စစ်တုံးပန်းထဲမှာပါလာတယ်အဲ့မှာမြန်မာပြည်ကအောင်ပွဲကိုဂုဏ်ပြုဖို့မြန်မာလက်ဝဲကစားသမားတွေနဲ့ဖန်ဆီးလာတဲ့ထိုင်းစစ်သားတွေကိုလက်ဝဲပွဲကျင်းပပေးတယ်ပေါ့။နာခန့်ကပရမလက်ဝဲကျော်ကိုလက်အိမဝဲပဲနဲ့ အမောက်ထိုးလိုက်တယ်အဲ့မှာဘယင်ကနာခံကိုအနာမပေးဘဲနဲ့နောက်ထပ်လက်ဝိချန်ပီယံတယောက်ပြီးတယောက်နဲ့လွတ်တယ် နောက်ထပ်လွတ်တဲ့၉ယောက်စလုံးကိုလည်းနာခံကဇက်တိုက်အตาလေးအနိုင်ယူပြနိုင်ခဲ့တယ်လို့ဆိုတယ်။အဲ့ဒီမှာဘရင်ကသူ့ရဲ့တက်တီကိုသဘောကျပြီးတော့ပြန်လွတ်ပေးလိုက်တယ်။ဒါကဇကားနဲ့သူတို့ကြားထဲမှာကြန့်ရှိခဲ့တဲ့နာမည်ကြီးဗဇက်ရာဇဝင်တစ်ခုကိုပြန်ပြီးတော့ပြောပြတာပါ။ PM ဟုတ်မဟုတ်ကတော့ကျွန်တော်လည်းတိတိကျကျမသိဘူး။မှီလည်းမမှီဘူး။တမိုင်းပညာရှင်တွေနဲ့တိုက်ခိုက်ရေးတုံးသက်သူတွေကတော့ဆယ်ယောက်စလုံးကိုမနာတဲ့အနိုင်ယူပြနိုင်မှုဆိုတာ reality မှာမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောကြပါတယ်။ maybe တယောက်နှစ်ယောက် လွန်ရော၃ရောက်လောက်ထိအနိုင်ရခဲ့ပြီးတော့ပြန်လည်လွတ်မြောက်လာတာမျိုးဆိုရင်တော့ယုတ်တိပို့ပြီးတော့ရှိပါလိမ့်မယ်။ဒါပေမဲ့တမိုင်းဆိုတော့လေယုံကျင်ယုံမြုံကျင်နေဒါအမှန်ပဲ။အဲ့လိုမျိုးဖြစ်နေပြီ။ကျွန်တော်တို့ပါဝင်လူတိုင်းကတော့ကိုယ့်ရဲ့တမိုင်းကိုစူပါဟီးရိုးတယောက်အနေနဲ့တော့ပုံဖော်ကျင်ကြတာသဘာဝကျပါတယ်။ဆိုလိုချင်တာကိုနားလည်မယ်လို့ထင်ပါတယ်။မြမယိုးကလက်ဝိတ်ကိုသူတို့စပြီးတော့အဲ့ချိန်မှာထိတွေ့ခဲ့ရပါပြီ။ ိုက်ကလောက်ကိုပြန်ပြီးတော့ tracking လိုက်ရမယ်ဆိုရင်မွေထိုင်းဆိုတာအကောင့်ထဲမပေါ်သေးပါဘူး။မွေထိုင်းမတိုင်ခင်မွေထိုင်းရဲ့ရှေ့ပြေးဖြစ်တဲ့မွေဘောရန်ဆိုတဲ့ခေတ်မှာဒါကဖြစ်ပျက်ခဲ့တာပါ။ခုချိန်မှာတော့မွေထိုင်းဟာအရှိတောင်အာရှမှာနာမည်အကြီးဆုံးပညာရပ်တစ်ခုဖြစ်လာသလို MMA လောကမှာလည်းတွနစ်ကြဲနဲ့အသုံးပြုနေကြပါပြီမြန်မာနိုင်ငံမြမရွာလက်ဝေး The Art of Nine Live တကူတက်ဆိုပြီးတော့တုံးလို့ရပြီးတော့ကဘာပေါ်မှာအကြမ်းတမ်းဆုံးကိုခိုင်ပညာရက်တွေတက်ကတခုအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။တိပိသားတင်ဆက်ပိသားမို့လို့အသေးစိတ်တော့မပြောတော့ဘူး။မြမလက်ဝိတ်အကြောင်းဗီဒီယိုကိုလည်းကျွန်တော် comment မှာပြန်ပြီးတော့ချထားပေးပါမယ်။ YouTube မှာဆိုရင်တော့ဒီနားမှာပေါ်လာမယ်။ Indonesia, Malaysia, Panjasilaf, The At Or Harmony ဒီနှစ်နိုင်ငံကတော့ Panjasilaf ရှိပါတယ်။ Indonesia မှာ Panjasilaf လို့ခေါ်ပြီးတော့ Malaysia မှာတော့ Silaf Malaru လို့ Malay ရိုးရာဆိုပြီးတော့အဓိကအားဖြင့်ခေါ်ကြတယ်။နာမည်ပဲကွာတာပါ။ တိုက်ခိုက်တဲ့ပုံစံနဲ့ rules တွေကတော့အကုန်လုံးနှီးပါတူပါတယ်600စုဝင်းကျင်ကတဲ့က Sumatra ကျွန်းနဲ့ Java ကျွန်းနေပြီးတော့ခစ်တွေကတဲ့ကတရှိခဲ့တယ်လို့ပြောပါတယ်တရုတ်အိန္ဒိယရဲ့ယဉ်ကျေးမှုတွေကိုပေါင်းစပ်အခြေခံပြီးတော့ဖြစ်ပေါ်လာတာပါတိုက်ခိုက်ရေးဗျူဟာကတော့စိတ်ရောကိုယ်ရောကိုသဘာဝတရားနဲ့လက်ရောညှိထွေမှုရှိမှုကိုအဓိက ေါင်းဆက်ပြီးတော့အလေးပေးပါတယ်။နူးညံ့မှုနဲ့မာကြောမှု soft and hard technique နှစ်ခုလုံးကိုပေါင်းဆက်ပြီးတော့အသုံးပြုရပါတယ်။ full work နဲ့ movement ကဒီအားကစားရဲ့အနုပညာဖြစ်ပြီးတော့လက်နက်ဓာတ်ထုတ်အသုံးပြုတာလည်းပါဝင်ပါတယ်။ street fight နည်းနည်းလေးဆန်တယ်။ brunei ရဲ့ကိုခံပညာရက်ကလည်းစီလက်ပါပဲ။အင်ဒိုမလေးနဲ့နှီးဆက်ပြီးတော့ဒေတာပေါ်မူတည်ပြီးတော့ root အနေငယ်ပဲကြွားသွားတာပါ။စီလက်ပညာရက်ကဒေတာသွင်းယဉ်ကျေးမှုနဲ့ဘာသာရေးကိုပါကိုးစားပြုပါတယ်။ဖိလစ်ပိုင်၊အာနီစ်၊အိုင်စခရီးမာ၊ကာလီ။ FMA လို့လည်းခေါ်တယ်ဖြစ်ပေါ်လာပုံကတော့စပိန်ကိုလိုနီခေတ်မတိုင်မီကတဲ့ကဒေတာသွင်းကမျိုးနယ်စုတွေကြားစစ်ပွဲတွေကြားကနေပြီးတော့ဆင်းသက်လာပါတယ်စီလက်တရုတ် အိန္ဒိယပညာရက်စပိန်ဓာတ်တိုင်ဖန်ဆင်းပညာရက်တွေကိုပေါင်းစပ်ပြီးတော့အဂရိတ်မြင့်တင်ပြီးတော့နိုင်ငံပိုင်ကိုယ်ခဲပညာရက်တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်ဒေတာလိုက်အနိစ်အစကရီမာကာလီဆိုပြီးတော့အခေါ်လေးတွေကွဲတက်ပြီးတော့ဖိလစ်ပင်းနိုမာရှယ်အက်ဖြစ်တဲ့ FEA ရဲ့ခေါင်းစိတ်အောက်မှာပဲအသုံးပြုကြပါတယ်သူကတော့လက်နက်မဲ့မဟုတ်ဘဲနဲ့ဒေါတာလက်နက်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ရတာမျိုးပါကမ်ဘောဒီးယားဘူဂါတော့ခွန်ကမာရဲ့ရှေးကြဆုံးအသက်ကြီးဆုံးကိုယ်ခံပညာရက်တွေတဲကတစ်ခုအဖြစ် ်သတ်မှတ်ယူဆထားပါတယ်။တမိုင်းအထောက်ထားတပ်သေးတွေတင်ပြနိုင်တဲ့အတွက်ကြောင့်မလို့ UNESCO ကားကိုစရင်ဝင်အတိအမှတ်ပြုထားပါတယ်။အန်ကောမင်းဆက်မတိုင်မီကတဲ့ကရှိခဲ့တယ်လို့ယုံကြည်ကြပြီးတော့တရိတ်ဆန်တွေရဲ့လှုပ်ရှားမှုကြားချင်သေးမွေမြင်ဝဝင်နှံကောင်စသဖြင့်တတိဆန်တွေကိုအတူယူပြီးတော့တိုက်ခိုက်မှုပုံစံတွေကိုပုံစံထုတ်ခဲ့ကြတယ်။သူ့နာမည်အတိတ်ဘယ်ကိုကချင်းသိကိုထိုးနှက်ခြင်းလို့အတိတ်ဘယ်ရပါတယ်။ Labla Striking Wesley နဲ့ Ground Fighting တို့ရှိပြီးတော့လက်နက် လှန်ဓာစသည်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်လို့ရတဲ့စီမင်းတွေလည်းရှိပါတယ်ခွန်ခမာကတော့ဘိုဂါတော့ပြီးမှပေါ်ပေါက်လာတာပါဘိုဂါတော့ကနေပြီးတော့ base ယူပြီးတော့ခမာလက်ဝေးထိုးနေနဲ့ပြင်သစ်ကိုလိုနီခေတ်ကဝင်ရောက်လာတဲ့အနောက်တိုင်းလက်ဝေးဖြစ်တဲ့ western bouncing ပုံစံလက်သီးထိုးနေကိုပေါင်းဆက်လိုက်ပြီးတော့ခင်မီလက်ဝေးအားကစားအဖြစ်ပုံဖော်လာတာပါပြိုင်ပွဲတွေကိုဥတီပြီးတော့မွေထိုင်းကိုရှင်ပြိုင်ဖို့လှုပ်ထားတယ်လို့တချို့ကျွမ်းကျင်သူတွေကဆိုကြပါတယ်။ Okay ဒီမှာလာပြီ။ရှင်းနေတာလေးကိုရှုပ်အောင်လုပ်ပြီးတော့ပြန်ရှင်းရမယ်။အဲ့လိုလုပ်မှပဲ အားလုံးကချိတ်ဆက်မိမှာမို့လို့ပါခွန်ခမာကဘောဂါတော့ကိုဘေ့စ်ယူတယ်ဘောဂါတော့ကမွေဘိုရန်ကိုမွေထိုင်းမတိုင်မီခစ်ကထိုင်းရိုးရလက်ဝေးနဲ့တော်တော်လေးစင်တိုတဲ့ဟာကိုပြန်ပြီးတော့ဘေ့စ်ယူရဲမွေဘိုရန်ပြီးတော့မြမလက်ဝေးနဲ့ထိတွေ့ပြီးရနောက်ပိုင်းမှာမွေထိုင်းဆိုပြီးတော့ officially ထွက်လာတယ်ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲရင်ကျေးမှုတွေအမှုပညာတွေရိုးရတွေကတစ်ခုနဲ့တစ်ခုဓာတ်ရိုက်တော်၎င်းတွယ်ဝိုက်တော်၎င်းဆက်ဆက်နေကြတာဒီမှာတွေ့ရပါတယ် VNN ဗိုဗီနန်ဖီယာဗိုဒေါ1938ခုနှစ်ဝင်းကျင်မှာကျောင်းဆရာတဦးဖြစ်တဲ့လူတစ်ယောက်ကတည်ထောင်ခဲ့တာပါပြင်သစ်ကိုလိုနီခေတ်စန့်ကျင်ရေလှုပ်ရှားမှုနဲ့အမျိုးသားစိတ်တိုင်းမြင့်တင်ဖို့ရည်ရွယ်ချက်နဲ့ဗီယက်နမ်လူမျိုးတွေအတွက်ကိုကိုခံပညာအဖြစ်တည်ထွင်ခဲ့ပါတယ်တရုတ်နဲ့ဂျပန်ရဲ့နေစနစ်တွေထဲကအစိပ်ပိုင်းများကို reference ယူပြီးတော့ပေါင်းစပ်ထားပါတယ်လက်သီးခြေကန်ကျက်တဲ့ချုပ်ကွက်တွေပါပြီးတော့ခရာတီးရဲ့ technique တွေအများကြီးလဲအဲ့ဒီမှာပါပါတယ်လာအိုမွေလာအို မွေထိုင်းနဲ့ကမ်ဘောဒီးယားကခွန်ခမာနဲ့ဆင်တူပါတယ်အသုံးပြတဲ့ဘာသာစကားကလည်း80ရာခိုင်နှုန်းလောက်ထိထိုင်းနဲ့တူတာဆိုတော့အခြားရင်ကျဲမှုတွေတော်တော်များများလည်းတူပါတယ်စကားရစုနှစ်ကတည်းကလန်ဆန်နေပြီးတော့လက်ထက် စည်ရေးအတွက်အသုံးပြုခဲ့တာဖြစ်ပါတယ်။အရင်ကကြာမီလက်ဝိထိုင်ကားထေးပေါင်စင်လို့ခေါ်ခဲ့ပြီးတော့ပွဲစဉ်တွေကိုမွေလာအိုဆိုပြီးတော့ကျင်းပပါတယ်။ရှေးကြသုံးပညာရက်ကတော့ကမ်ဘောဒီးယားရဲ့ဘိုကာတောပါ။နာမည်ကြီးဆုံးကတော့စီးပွားရေးအရာရောအားကစားအရာရောဆိုရင်တော့မွေထိုင်းပါ။ကမ္ဘာအသီးအမှတ်ပြုမှုအများဆုံးဖြစ်ပါတယ်။တိုးတက်ပြောင်းလဲမှုတွေအတွက်ဝေဖန်တာတွေကိုလက်ခံတဲ့ပြုပြင်တဲ့စနစ်ချတယ်။တည်တည်ချာချာလဲအကောင့်တွေပေါ်တယ်။ နောက်လူတွေကိုနေရာပေးတယ်လက်ဆင့်ထပ်ပြီးတော့ကမ်းကြတယ်နိုင်ငံရဲ့ပုံရိပ်မြင့်တင်ရမှာလဲမွေထိုင်းက soft power တခုအနေနဲ့အရေးတကြီးလုပ်တယ်ဥမာကိုရီးယားတွေဆိုရင် K drama တို့ K-pop တွေလို့ပေါ့သူတို့က soft power အနေနဲ့သုံးတယ်လဝင်းနဲ့မွေထိုင်းကတိုက်ခိုက်မှုပုံစံတော်တော်များများတူခဲ့ပြီးတော့အရှိတောင်အာရှမှာပြိုင်ဆိုင်မှုအများဆုံးနှစ်ခုဖြစ်ပါတယ်။စာရှင်ကြီးဖတ်နေရမယ်ဆိုရင် ပြင်းနေမှာဆိုလို့ဗီဒီယိုအရှိအကြီးမဖြစ်အောင်ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်။ လုံလောက်မယ်လို့လည်းထင်ပါတယ်။ဟုတ်ပြီကျွန်တော် conclusion အနေနဲ့ပြန်ပြောရမယ်ဆိုရင်အရှိတောင်အာရှနိုင်ငံတစ်ခုဂျင်းစီတိုင်းရဲ့ကုတ်ခဲပညာရပ်တွေကသမိုင်းစည်ရေးအတွေ့အကြုံနဲ့ရင်ကျဲမှုတွေကိုထိမ့်သိမ်းထားတဲ့အသက်ဝင်လာတဲ့သမိုင်းမှတ်တမ်းတွေမို့လို့ကျုံးသစ်တို့ကြောင်စင်းတို့တယံဇာတာတွေလိုမျိုးပျောက်ဆုံးမသွားစေဖို့မျှော်လင့်ပါတယ်။ညောရပါ Channel MSN ရပါတတား